ဝင်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Sectional 50ပါဝင်ပစ္စည်းများ Sulfur as hydrochloride 50 gram milliliter နွားနှင့်ဝက်များတွင်အသုံးပြုရန် အသုံးပြုရန်ညွန်နွားများတွင် ဖြစ်ပွားတတ်သောအသက်ရှူလမ်းကြောင်းရောဂါများ Manhania hemolytica Pasteurella multocida ni Histophilus sawni Haemophilus somnus Fusobacterium necrophorum နှင့် Bacteroides melaninogenicus တို့နှင့်ဆက်ဆက်သောနွားများ၏ရုတ်တရက်ဖြစ်သောခြေထောက်ပုတ်ခြေသေးရောင်ရောဂါ Foot rot, Podotrichiasis, E. coli, Arcanobacterium pugens နှင့် Fusobacterium necrophorum ကဲ့သို့သော Bacteria ပိုးများနှင့်ဆက်ဆက်သောသားမွေးပြီးနောက်ပထမရက်မှတစ်ဆက်ရက်အတွင်းဖြစ်သောသားအိမ်အတွင်းမြေရောင်ရမ်းခြင်း Acute metritis ကုသနိုင်သည် ဝက်များတွင်အသုံးပြုနိုင်မှု Saffron ငါးဆက်ဆေးရည်ကိုပိုးမွားများကြောင့်ဖြစ်သောဘက်တီးရီးယားအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါဝက်အဆုတ်ရောင်ယောဂါကိုကူးတရန်ထိမ့်ချုပ်ရန်အတွက်အညွှန်းပြုထားသည် Actinobacillus, Haemophilus, Pleuropneumoniae, Pasteurella multocida, Salmonella coleriaceus နှင့် Streptococcus suis ကူးတနိုင်ပါသည်ဆေးပမာဏအသုံးမပြုမီကောင်းစွာလှုပ်ပါနွားများတွင်ဘက်တီးရီးယားအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါပိုးဝင်ခြင်းအတွက် ကို၄ချိန်50ကီလိုဂရမ်လင်းဈေး1မီလီလီတာကို3ရက်မှ5ရက်ကြာအရေပြားအောက်သို့ထိုးပါခြေထောက်နာခြေထောက်ပုတ်ခြေသေးရောင်ယောဂါအတွက်ကို၄ချိန်50ကီလိုဂရမ်လင်းဈေး1မီလီလီတာကို3ရက်ကြာအရေပြားအောက်သို့ထိုးပါတဲ့အိမ်တွင်းမြေရောင်ရမ်းခြင်းတားမွေးပြီးပထမရက်မှတစ်ဆက်ရက်အတွင်းကို၄ချိန်50ကီလိုဂရမ်လင်းဈေး1မီလီလီတာကို9ရက်ကြာအရေပြားအောက်သို့ထိုးပါ ဝက်များတွင်ဘက်တီးရီးယားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးဝင်ခြင်းအတွက်ကိုယ်လေးချိန်ဆဲ6ကီလိုဂရမ်လင်းဈေး1မီလီလီတာကို3ရက်ကြာကြွက်သားအတွင်းသို့ထိုးပါအသုံးမပြုရမည့်အခြေအနေများဘေးထွက်ဆိုးကျိုးများထိုးဆေးထိုးသောနေရာတွင် ကုသရန်မလိုပဲပျောက်ကင်းသွားတတ်သောအနည်းငယ်မြဓမ္မတဲမှုတုံ့ပြန်ခြင်းများဖြစ်ပေါ်တတ်သည့်သတိပြုရန်နှင့်သတိပေးချက်များ cephalosporin နှင့် အခြား black tam ပရိဇီဝဆေးများနှင့်ဓမ္မတဲ့သောတရိษံများကြောက်ကက်လှုပ်ဆောင်မှုပြင်းထန်စွာချို့ယွင်းနေသောတရိษံများတွင်အသုံးမပြုရ tetracyclines chloramphenicol macrolides sulfonamides နှင့် lincosamides ဆေးများကိုတစ်ချိန်တည်းတွဲဖက်အသုံးပြုခြင်းမပြုလုပ်ပါနှင့်နွားများတွင်တနေရာလျှင်63 ml ထက်မပိုရဝက်များတွင်တနေရာလျှင်64 ml ထက်မပိုရဆေးရက်ပြီးစားသုံးနိုင်သည့်အချိန် အသားနှင့်အသည်းစီအတွက်နွားများတွင်၃ရက်ဝက်များ၄ရက်ကြိုတင်ရက်ပါနှိုးအတွက်၃ညနာရီကြိုတင်ရက်ရန်မလိုပါတိမ့်စင်းနှင့်၆တွေ့အေးမြသောနေရာတွင်ထားပါ အခန်းပူချိန်15မှ25တွင်တိမ့်စီပါငွေမြူရေးသမားများအားလုံးအစဉ်ပြေကြပါစေဗျာမတ်တနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်များကျေးဇူးတင်ပါတယ်ခင်ဗျာ